ခံစစ်သိနေတိုက်မလားလှုပ်ရှားစနေကိုချဲ့မလားပြည်သူခုခံတော်လန်စစ်ဟာအစင်းတစင်ကိုအောင်မြင်သွားပြီးမြို့တချို့ကိုတင်းယူခြင်းရန်သူစစ်တိုင်းဌာနချုပ်မြို့ကြီးတွေအနားစစ်ဦးရောက်လာခြင်းမကွေတိုင်းပဲခူးတိုင်းလိုမြေပြင်အတွင်းပိုင်းနယ်မြေများတွင်ရောက်ရှိလာခြင်းတို့ဖြစ်လာပြီးတဲ့နောက်မှာဖြစ်ပေါ်လာတဲ့အခြေအနေနဲ့ကိုက်ညီမဲ့စေးမဟာဗျူဟာကိုတင်းတင်းကြပ်ကြပ်စနစ်တကျပြောင်းလဲကျင့်သုံးဖို့လိုလာပါပြီပထမအဆင့်ဟာတောင်နှန်းဒေသ ရန်သူထောက်ပို့စခန်းတွေရဲ့အဝေးအဆွန်အပြားဒေသမြေပြင်ဒေသပျောက်ကြားပစ်ခတ်မှုမိုင်းဆွဲတိုက်ခိုက်မှုတွေကိုအဓိကကျင့်သုံးခဲ့ကြတာဖြစ်ပါလေမြေသာအောင်ပြောရရင်ပြန်ကျဲနေတဲ့အကြမ်းဖက်စစ်တပ်ကိုကိုဘက်ကတိုက်ခိုက်တာဖြစ်ပါလေအခုအချိန်တွေမှာတော့စစ်တပ်ရဲ့အခြေဆိုင်စခန်းတွေနာရောက်လာလို့အဆွန်အပြားနေမြေတွေကနေစုတ်ခွာလာရလို့စူးစီးမှုရှိနေတဲ့အကြမ်းဖက်စစ်တပ်ကိုတိုက်ခိုက်နေရတာဖြစ်ပါလေဒီလိုစူးစီးမှုရှိလေတက်လက်နက်ကြီးနဲ့ drone အသားမှုရှိတဲ့ရန်သူကို တမာရိုးကျစစ်လို့ရင်ဆိုင်ပြီးခန်းစစ်တွေနဲ့တိုက်မလားရန်သူကိုလှောက်ရှားစစ်ဆင်ပြီးချိန်မုံအနိုင်ယူမလားဆိုတာရွေးချယ်ရပါလိမ့်မယ်ဒီရွေးချယ်မှုကရှေ့လာမယ့်နှစ်တွေရဲ့မြန်မာပြည်စစ်ရေးမြေပုံပေါ်တက်ရောက်မှုရှိပါလိမ့်မယ်2021ခုနှစ်မှာမြို့တစ်ခုစခန်းတစ်ခုမှမသိမ်းယူနိုင်သေးတဲ့အမျိုးသားညီညွတ်ရေးအစိုးရပြည်သူ့ကာကွယ်ရေးတပ်မတော်ပကဖအဖွဲ့နဲ့လူမျိုးစုတော်လှန်ရေးအဖွဲ့တွေဟာ2025ခုနှစ်အကြောင်းမှာမြို့တစ်ချို့ကိုသိမ်းယူလိုက်ပြီး စစ်တွေဗမော်ထိချိုင်လိုမျိုးကြီးတွေကိုဝိုင်းရံတိုက်ခိုက်နေပြီဖြစ်ပါတယ်။2025ခုနှစ်အရောက်မှာခုခံစစ်ရဲ့စစ်မျက်နှာဟာအကြမ်းပြင်းအားဖြင့်မန္တလေးမြို့မြင်းချံပကုတ်ခုထိမြောက်ပိုင်းမှာဆင်းလာပြီဖြစ်ပြီးတောင်ပိုင်းမှာဆိုရင်စစ်တောင်းမြစ်အကျော်ရန်ကုန်မန္တလေးလမ်းဟောင်း AR တိုင်းရေကြီးတို့အထိ ရောက်လာပြီဖြစ်ပါတယ်။ဒါဟာငကိုရှိခဲ့တဲ့တောင်တန်းဒေသစစ်မျက်နှာကနေ မြေပြန့်ဒေတာအတွင်းပိုင်းကိုတော်လန်ရေးအင်အားစုတွေရဲ့ရှေ့တန်းစစ်မျက်နှာရွေ့လာတာကိုပြပါတယ်၂021ခုနှစ်တုန်းကတိုက်ရတဲ့တိုက်ပွဲဟာပြန်ကျဲနေတဲ့ရန်သူတောင်တန်းစစ်မျက်နှာကိုစစ်ကြောင်းချီလာတဲ့ရန်သူကိုကိုဘက်ကအစင်းစင်မိုင်းဆွဲတိုက်တာကြားပြတ်တိုက်တာလုပ်ခဲ့ရပါတယ်ရန်သူဟာလည်းတော်လန်ရေးအင်အားစုတွေကိုအထင်သေးပြီးချိန်မုံနိုင်ဖို့စစ်ကြောင်းတွေဇက်တိုက်လွတ်တဲ့အတွက်ကိုဘက်ကဂျုံခိုတိုက်ဖို့ကြားပြတ်တိုက်ဖို့အခွင့်အလမ်းများခဲ့ပါတယ် 2025ခုနှစ်ရောက်တဲ့အခါစည်ရေးအခြေအနေကအဲ့လိုမဟုတ်တော့ပါဘူးတော်လိုင်းရေးအင်အားစုတွေဟာဗမော်ထီးချိုင်မန္တလေးရွှေဘိုမုံရွာပခုတ်ကူလိုမြို့တွေထိတ်ကိုရောက်လာခဲ့ပါပြီဗမော်ထီးချိုင်လိုမြို့တွေမှာမြို့သိမ်းတိုက်ပွဲဆင်နွှဲထားနိုင်ပြီးမန္တလေးရွှေဘိုမုံရွာပခုတ်ကူလိုမြို့တွေရဲ့ဆယ်မိုင်အကွာထိတော်လိုင်းရေးတပ်ဖွဲ့တွေဟာတွာလာလှုပ်ရှားနိုင်နေပြီဖြစ်ပါတယ် အဲ့လိုအခြေအနေမှာစစ်တပ်ဟာရေပူရအဖျင်ခံစစ်အနေအထားကို ရောက်သွားပြီးအရေးကြီးတဲ့နေရာတွေမြို့ကြီးတွေစစ်စခန်းကြီးတွေမှာပဲအခြေချပါတော့တယ်အဲ့လိုအခြေအနေမှာတော်လိုင်းရေးအင်အားစုတွေဘက်ကအဲ့လိုအခိုင်အမာနေရာတွေကိုတိုက်မလားတခြားနီလန်တုံးမလားလို့ရွေးရတော့မှာဖြစ်ပါလေအခိုင်အမာနေရာတွေကိုတိုက်ဖို့ဆိုရင်လက်နက်ကြီးတပ်ဆင်မှုလက်နက်ခဲယံအရန်အင်အားခိုင်မာဖို့လိုပါလေ အဲ့လိုမှမဟုတ်ပဲခိုင်မာနေရာတွေကိုတတ်နိုင်တမျှရှောင်ပြီးလှုပ်ရှားစစ်စင်နွဲပြီးရန်သူကိုချိန်မုံးမယ်ဆိုရင်လက်နက်ကြီးလိုအပ်ချက်နှိုင်းရအဖြစ်နှဲမှဖြစ်ပါတယ်လှုပ်ရှားစစ်ကြံပြန့်စွာစင်နွဲခြင်းဖြင့်ရန်သူအင်အားကိုပြန်ကွဲလာအောင်ခွဲထုတ်နိုင်မှာဖြစ်တယ်လို့ကိုစိုးမိုးနယ်မြေတွေလည်းပုံမကျပြန့်လာမှာဖြစ်ပါတယ်ခန်းစစ်တွေခန်းစစ်တွေ ਨੇ တိုက်ချင်းဆိုတာခိုင်မာခန်းစစ်လိုင်းနေခုခံကာကွယ်ရေးနေရာတွေထူထောင်ပြီးရန်သူကိုရင်ဆိုင်တာ ထိုးစစ်ဆင်လာမဲ့ရန်သူကိုကြိုတင်ကာကွယ်ခုခံတာမျိုးကိုဆိုလိုပါတယ်။လှုပ်ရှားစစ်ရန်သူကိုရွှေရှားစစ်ကစားပြီးအနားယူတာအလင်းအမြန်ရွှေပြောင်းသွားလာတာရုတ်တရက်တက်ဖြန့်တိုက်ခိုက်မှုအမျက်ထုတ်စစ်ဆင်မှုတွေနဲ့စစ်မေပြင်မှာလက်ဦးမှုရရှိအောင်တိုက်ခိုက်တာမျိုးကိုဆိုလိုပါတယ်။မိမိတက်တိမ်မှာလက်နက်ကြီးနဲ့လေချောင်းခဲရန်အသာစီးရတဲ့အခြေအနေမျိုးတက်အင်အားရန်တက်အလုံးလောက်ရှိတဲ့ကာလာမျိုးမှာရန်သူကိုတမာရိုးကြစစ်ပုံစံ ခံစစ်တေနဲ့ရင်ဆိုင်စစ်ဆိုင်ထားဖို့လိုပါတယ်။လက်ရှိအခြေအနေမှာလည်းတချို့သောနေမျိုးတွေကိုကာကွယ်ရေးခံစစ်တေနဲ့ခုခံထားဖို့လိုပါတယ်။အဲ့လိုမှနောက်တန်းအရေးကြီးနေမျိုးတွေစီနဲ့လူလူစီကိုရန်သူထိုးစင်မရောက်လာမှာဖြစ်ပါတယ်။အဲ့လိုအနေအထားမျိုးမှာလည်းလက်နက်ငယ်သားတပ်ဆင်မှုများပြတဲ့တော်လိုင်းအဖွဲ့တွေကခံစစ်လိုင်းကိုဒုကြကြဖြန့်ဖို့လိုပါတယ်။ဆိုလိုတာခံစစ်နေမျိုးဟာနှစ်မိုင်သုံးမိုင်တာမကဘဲ၁၀မိုင်လောက်ထိကျယ်တဲ့ခံစစ်နေမျိုးဖြစ်ဖို့လိုပါတယ်။ ရန်သူကဖိုးစစ်ဆင်လာပြီးဆိုရင်လေကိုတက်တွေအထိမနာဖို့လက်နက်ကြီးတံမခံရစေဖို့ယာယီစောက်ခွာပေးလို့ရမယ်ခန်းစစ်လိုင်းတွေအစင်းစင်တိစောက်ပေးထားဖို့လိုပါတယ်လိုရရင်အရေးပေါ်အတုံးပြုဖို့အရန်တက်တွေအလင်းအမြန်တက်ရွေနိုင်တဲ့အရန်တက်တွေစုဖွဲ့ထားဖို့လည်းလိုပါတယ်ဘာပဲပြောပြောလက်ရှိမြမတော်လန်ရေးအခြေအနေအရခန်းစစ်တွေကိုကာလရှည်ကြအတုံးပြုဖို့မတင်သေးပါဘူးရှမ်းမြောက်ဒေသဗမာပြည်ကွန်မြူနတီပါတီရဲ့ရှေ့တန်းခန်းစစ်နယ်မြေတွေ ကရင်မာနယ်ဘလောခံစစ်2017ခုနှစ်အလွန်ကချင်လိုင်းစာခံစစ်မြေဥပမာတွေကိုကြည့်နိုင်ပါတယ်။လက်ရှိလက်နက်ကင်တော်လန်ရဲ့လိုအပ်ချက်လှုပ်ရှားစစ်ကိုကျယ်ပြန့်စွာဖြန့်တိုက်ပြီးဂျန်တုအင်အားကိုပြုံးသီးစေရဖြစ်ပါတယ်။မကွေတိုင်းမန္တလေးတိုင်းပဲခူးတိုင်း AR တိုင်းလိုလိုနေရာတွေမှာလှုပ်ရှားစစ်ကိုကောင်းမွန်စွာတိုးချဲ့လို့ရပါသေးတယ်။ဂျန်တုကပ္ပစာစက်ယုံတွေလေတပ်စခန်းတွေတိုင်းစစ်ဌာနချုပ်တွေတရင်ဌာနချုပ်တွေတစ်ခုနဲ့တစ်ခု ဆက်သွယ်သွားလာရာလမ်းကြောင်းတွေမှန်သမျှမှာပြည်သူ့ကာဝေးတပ်မတော်နဲ့ပါကဖတ်အဖွဲ့တွေတပ်ဖြန့်ထားပြီးရန်သူကိုအမျက်ထုတ်စစ်ဆင်နိုင်ပါတယ်။ကျပြန့်တဲ့နေမီတျှောက်မှာ စိုးမိုးသွားလာနေပြီးအင်အားနှဲပါနေတဲ့ရန်သူစခန်းငယ်တွေစစ်ကြောင်းငယ်တွေလက်ကွင်းတွေကိုချိန်မုံစစ်ဆင်နိုင်ပါတယ်။ဥတီတိုက်ခိုက်ရမယ့်နေမီနဲ့စခန်းမရှိတဲ့အတွက်လည်းရန်သူအတွက်ခက်ခဲစေပါဖြစ်ပါတယ်။လက်ရှိလက်နက်ငယ်တာတပ်ဆင်ထားနိုင်တဲ့အခြေအနေခဲရအုံသုံးပြနိုင်မှု တပ်ရဲ့လေ့ကျင့်ထားမှုအရာကလည်းလှုပ်ရှားစစ်တိုက်ခိုက်တာရန်သူကိုအလင်းမြန်တိုက်ခိုက်အနာယူနိုင်တာသာအဆင်ပြေဆုံးနည်းလမ်းဖြစ်ပါတယ်။လှုပ်ရှားစစ်ကိုကြကြံပြပြအသုံးပြုလာမယ်ဆိုရင်စစ်စင်မှုနယ်မြေကျယ်လာတဲ့အတွက်ဒေသခံပြည်သူလူထုကိုကြိုတင်အသိပေးထားဖို့စစ်ဆောင်တွေပေါ်ထွက်လာနိုင်မှုကိုကြိုတင်တွက်ဆထားဖို့မလိုအပ်တဲ့နေရာတွေမှာတိုက်ပွဲမဖော်ဖို့ကြိုတင်ပြင်ဆင်ထားဖို့လိုပါတယ်။ရန်သူကအခိုင်အမာခုခံထားတဲ့စစ်စခန်းတွေယာရီမြို့တွေကို ှုပ်ရှားစစ်နဲ့ဝန်းရံထားပြီးဆက်သွယ်ရေးလမ်းကြောင်းတွေကိုစိုးမိုးထိန်းချုပ်ခါရန်သူကိုလည်းဖိအားပေးထားနိုင်ပါတယ်။ဝန်းရံမှုကိုမခံနိုင်တဲ့အတွက်ဖွက်ရှင်မဲ့ရန်သူစစ်ကြောင်းတွေကိုမိုင်းခင်းတိုက်ခိုက်ခြင်း၊ drone နဲ့တိုက်ခိုက်ခြင်း၊လှုပ်ရှားစစ်ကစားတိုက်ခိုက်ခြင်းနည်းတွေနဲ့တုံ့ပြန်သွားနိုင်မှာဖြစ်ပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရအတွက်ရေးကြီးတဲ့နယ်မြေတွေနဲ့အခြေခံနယ်မြေတွေကိုကျယ်ပြန့်လာတဲ့လှုပ်ရှားစစ်ဆင်မှုနယ်မြေအထက်ထက်နဲ့ဝန်းရံကာကွယ်ထားခြင်းနဲ့လည်း န်စစ်ရှင်သဘောကာကွယ်ထားနိုင်ပါတယ်။စကိုင်းတိုင်းအထက်ပိုင်းကအခြေခံနယ်မြေကာကွယ်ရေးအတွက်မန္တလေးတိုင်းမကွေးတိုင်းပဲခူးတိုင်းနယ်မြေတွေမှာကျေပြန့်စွာစစ်စင်လှုပ်ရှားခြင်းဖြင့်ရန်သူကိုအစင့်စင်ဟန်တားထားနိုင်ပါတယ်။အချိန်ကြာမြင့်စွာစစ်ထိုးခြင်းခန်းစစ်ဆင်ခြင်းဟာလက်ရှိအခြေအနေအရတင့်တော်ခြင်းမရှိသေးပါဘူး။တမှုကောင်းတဲ့လှုပ်ရှားစစ်ဒီလိုအရေးကြီးတဲ့လှုပ်ရှားစစ်စင်နွယ်ရေးမြေပြင်တမှုငယ်တွေရဲ့အခန်းကဏ္ဍလုံစွာအရေးကြီးလာပါတယ်။ တောက်ချစစ်စင်နွဲဖို့အတက်တော်မူတွေဟာဖြစ်ပေါ်လာတဲ့အခြေအနေကိုအချိန်နဲ့တပြင်းညီတုံ့ပြန်နိုင်ဖို့နဲ့အမြတ်ထုတ်သုံးချဖို့လိုအပ်လာရင်လှိမ့်မှန်းစွာခြိတက်ဖို့စုတ်ခွာဖို့တွေလိုအပ်ပါတယ်။ဒါ့အပြင်ကျေပြန့်တဲ့နယ်မြေတစ်လျှောက်စစ်စင်တိုက်ခိုက်ရမှာဖြစ်တဲ့အတွက်ဒေသခံလူထုကို စီယုံလှုံ့ဆော်မှုလည်းကောင်းမွန်စွာလှုံ့ဆော်နိုင်ဖို့လိုပါတယ်။အဲ့ဒီအတွက်တမူးတွေဟာအထက်အဆင့်ဆင့်ရဲ့ကိုကဲမှုအ ਨੇ ဆုံးနဲ့စစ်စင်တိုက်ခိုက်နိုင်ရမှာဖြစ်ပါတယ်။စင်ကဲအမိန်ပေးစနစ်မလိုအပ်ဘူးလို့လည်းဆိုလိုပါဘူး။ အထက်မိန်ကိုစောင့်နေတဲ့အချိန်မှာမြေပြင်စစ်စင်ရေးအခြေအနေပြောင်းလဲသွားတာမျိုးရှိနိုင်ပါတယ်။အဲ့ဒီအတွက်ဘိုးချုပ်ကင်မှုအာကြီးလွန်ခြင်းမရှိသင့်ပါဘူး။အထွေထွေလမ်းညွန်ကျတဲ့အညီလှုပ်ရှားစင့်ကိုတိုက်တင့်ပါလေ။နိုင်ငံအရေးဆိုရင်လေဒေသခံလူလူကိုစီးယုံနိုင်တဲ့မိဖက်ဖွဲ့စည်းတွေနဲ့ဟန်ချန်ညီညီအလုံးလုံးနိုင်တဲ့တမှုတွေဖြစ်ဖို့လိုပါတယ်။စီးရေရောနိုင်ငံရေရောဟန်ချန်ညီအလုံးလုံးနိုင်တဲ့တမှုတွေဖြစ်မှလှုပ်ရှားစစ်ကိုပုံမထိရောက်စွာဆင်နွှဲနိုင်မှာဖြစ်ပါတယ်။ PDF insert ကစောင်းပါကိုကျွန်တော်ဒဲမန်တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်အဆုံးထိနားဆင်ပေးခဲ့ကြလို့ကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ